အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းဒနုဖြူရဲ့ကျွန်ုပ်နဲ့လျှို့ဝှက်ချက်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်ုပ်တို့ကြုံတိုင်းရွာမှာရွာသူရွာသားတွေကတုံးနဲ့တူစီလုံးရိုင်းပင်ကုညီကြတယ်။အယုတ်လက်အမျက်မရွေချစ်ချစ်ခင်ခင်လည်းရှိကြတယ်။ဟေးရောက်ပါတမင်းစားပေးပြီလား။ဟေးမင်းနှမပြန်လာမှစားမယ်။သို့တော်လူတဘာဝရအကြွားအဝါလေးတော့ရှိတတ်ကြတယ်။ ပြင်ထောင်သွမိုးဖို့အိမ်ပိုင်နေဆိုရင်ရွာမှာချမ်းသာသူစရုံးဝင်ဖြစ်တယ်။ဟဲမထီးတို့ကတော့သွမိုးပြင်ထောင်နဲ့တော့ရွာမှာပတ်စံအရှိဆုံးလူများကတိုက်ခံအိမ်များနဲ့နေကြတယ်။ကိုပိုင်မီးဆက်ရှိတယ်။ကိုပိုင်ထော်လာချင်ရှိတယ်။သွားမလုံးနဲ့မြင်ထီးတို့ကကိုပိုင်ထော်လာချင်နေနော်။အဲ့ဒါလိုအခြေအနေဆိုရင်ရွာမှာမျက်နှာဖုံးဖြစ်နေတော့တယ်။တချို့ကတထေးအိမ်လိုပဲခေါ်ကြတယ်။ တနေ့ရွာမှာတထေးအိမ်လို့ခေါ်ဝေါ်နေကြတဲ့ဥချိုတူးနဲ့ဒေါ်နှင်းရီတို့ရဲ့အိမ်ကိုဓမြတွေဝင်တိုက်တယ်။ရှိတာအကုန်ထုတ်ဆန်းဥချိုတူးကတော်တော်ရင်နဲ့ပစ္စည်းတွေကိုယူခြင်းယူပါအသက်ကိုချမ်းသာပေးပါနော်။ကဲပစ္စည်းယူမယ်ဘယ်မှလဲပစ္စည်း။နှင်းရီတို့စုဆောင်းထားတဲ့ပစ္စည်းတွေကိုပေးပေးလိုက်ပါ။အိုးဘာလို့ပေးရမှာလဲ။အတော်ကြီးနာတော့ကျင်တာပေးစမ်းမိကတက်တာတော့ဓမြတယောက်ကဓာတ်နဲ့ချိန်ချလိုက်တယ်။ပေးလိုက်ပါမိမာယာ။ဒေါ်နှင်းရီကမပေးခြင်းပေးခြင်းဖြစ်တော့ကိုလှမ်းပေးလိုက်တယ်။ ။ဓမြတွေကတက်တာတော်ကိုဖွင့်ပြီးတော့အထဲရှိလောကရတနာတွေကိုအပတရအိတ်တလုံးတည်းကိုထည့်ကြတယ်။မအော်နဲ့ညီညီနေဓမြကောင်းဆောင်ကဒလောင်ပစ္စည်းများရတာအောင်သိမကျင်းနေခြင်းမို့။ငွေသားမရှိဘူးလားရှိရထုတ်။ထုတ်ဆိုမနေ့ကဘဲကိုရောင်းထားတဲ့ငွေ9000ပဲရှိပါတယ်။ပြီး9000ဓမြကောင်းဆောင်ကိုနောက်လိုက်တဲ့ဘဲကဆရာရဲ့ဒလောက်ပစ္စည်းတွေရရင်တော်ရော့ပေါ့တော်တော်ကြာလူတွေတိကုန်မယ်ကဲခမရတို့နှစ်ယောက်ကိုထီတိုင်းထားလို့မဖြစ်ဘူး မောင်ရဲမတက်ပါနဲ့တိတ်ဆန်အော်ရင်တက်မယ်ကျိုးတော့ပြီးတော့ပါဇက်တွေအဝတ်နဲ့စုတ်ထားဓမြများကအစိတ်ကြိုင်မှွေးနောက်ပြီးနောက်အိမ်ပေါ်မှာဆင်းသွားကြတယ်ပါဇက်မှာစုတ်ထားတဲ့အဝတ်တွေကိုဖြုတ်ပြီးတော့ဒေါ်နေရီကအတက်ကုံအော်တော့တယ်တကူတကူအေးအေးဓမြဓမြလာကြပါဦးတော့လာကြပါဦးအော်တန်းကြောင့်အိမ်နီးချင်းရွာသားတွေအပြေးရောက်ချလာတယ်ဟင်ဓမြဘယ်မှာလဲပြေး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 ဘာရီပါသွားလဲရှိတဲ့အတွင်းပစ္စည်းအကုန်ပါသွားပြီထို့နောက်တကြီးကိုသွားတိုင်ကြတယ် တကြီးပါစီကသူ့ရွာမှာယခုလိုတကားမှမဖြစ်ဘူးလို့ဒေါကန်နေတယ်။ငါရွာမှာဒါမျိုးမဖြစ်ဘူး။ဒါတို့ရွာသားတွေတော့မဟုတ်ဘူး။တခြားရွာကဖြစ်မယ်။နောက်ပြီးတော့လက်ထောက်ချတဲ့ရွာကန်တယောက်လည်းပါရမယ်။ဟုတ်တယ်တကြီး။တရွာလုံးကစိတ်မကောင်းကြဘူး။ဥချိုတူးနဲ့ဒေါနှင်းရီတို့သားသမီးတွေကမြို့မှာအလောက်ကိုကိုစီနဲ့နေကြလို့အိမ်မှာအတူရှိမနေကြဘူး။ဒီကိစ္စအမြင်သာမျိုးကဆုံးတောက်တွေကိုခေါ်ပြီးတော့စုံစမ်းရမယ်။ဟုတ်ပါတကြီး။အဲ့ဒါလိုရွာမှာဓမြတဲ့တင်တင်ကြီးနေချင်းစိတ်ရက်ခန့်အကြမှာ လေတရင်ကလှူစားနေတဲ့မြမောင်မှာနေချင်းညာချင်းသူ့တဲအိမ်ကိုဖြိုချပြီးတော့ပြင်းထောင်သွတ်မိုးနဲ့အိမ်ဆောက်ချီတော့တယ်။အင်းမြမောင်တော့မတင်ကားစရာဥတ်တော့ပြေးဟုတ်တယ်တကြီးကျုပ်လည်းစဉ်းစားနေတာဒီကောင်ကဟိုရုံးကလူရိုက်မှုနဲ့ထောင်းတခါကြဘူးတယ်ဟုတ်တယ်ကျုပ်လည်းစဉ်းစားနေတာဒီလိုနဲ့တကြီးကမြိုင်းသားမရဲရာရှိကိုတိုးတိုးတိတ်တိတ်တည်င်းပို့တယ်ရဲရရှိကကိုမြမကိုစစ်ဆေးရန်တကြီးအိမ်ကိုခေါ်လာခဲ့တယ်။မြမမင်းမမှန်ဖြစ်နော် ငါ့ကိုလည်းရင်မင်းဘာဖြစ်သွားမလဲပြောစမ်းဥချိုတူးတို့အိမ်ဓမြတိုက်တာမင်းတို့မဟုတ်လားမမဟုတ်မဟုတ်ရပါဘူးတကြီးရဲ့ကျုပ်တရင်ကယူတတာလှူစားနေရပါမလေးနဲ့အခုတမိုးနဲ့ပြင်ထောင်အိမ်ဆောင်နေတာဖေကငွေရလဲပြောစမ်းဒီဒီလိုပါပြမကုန်းရွာကကျွန်တော်မိမရဲ့အဖေဆုံးသွားတော့သူတို့မောင်နှမနှစ်ယောက်သူ့အမေပိုင်းနဲ့လဲတွေအိမ်တွေရောင်းပြီးတော့အမွေခွဲကြတာအဲဒီကရှားတဲ့ငွေနဲ့ဒီအိမ်ကလေးကိုစောက်တယ်မလိမ့်နဲ့နော်မလိမ့်ပါဘူးဗျာ ငါပြက်မကုံရွာကတကြီးကိုမေးကြည့်ရင်အကုန်ပေါကုန်မယ်နော်မေးပါမေးပါရဲရရှိနေတဲ့တကြီးကလှဲ့ပန့်မေးလို့မရဘူးမြမောင်ကအချုပ်ထဲရောက်ဖို့နီးနေပြီဒီကောင်တော့ကဲဓမြတိုက်တွန်းကသူတို့ပုံတထံကိုမှန်မှန်မှန်သိအောင်ဥချိုတူးတို့ဒေါ်နေရီတို့ကိုတွားခေါ်ခဲ့တကြီးခေါ်ခိုင်းလို့မကြမီဥချိုတူးနဲ့ဒေါ်နေရီတို့ရောက်လာကြတယ်တရင်ကမြမောင်ကိုမြင်တော့စိတ်မကောင်းဖြစ်နေပုံရတယ် နောက်ဆုံးဒေါ်နေရီကတကြီးနောက်တူတူကပ်ပြောလိုက်တဲ့စကားကြောင့်တကြီးကမျက်လုံးပြူသွားပြီးတော့ငြိမ်ကျသွားတယ်။တကြီးကရဲရရှိတို့ကိုတူတူပြောပြန်တယ်။ရဲရရှိကပြုံးပြီးပြီးဖြစ်ပြီးတော့ငြိမ်သွားပြန်ပါတယ်။ကဲကဲမြမောင်တန်နေရရှင်းပါပြီကွာပြန်လို့ရပြီ။မြမောင်ကိုပြန်လွှတ်လိုက်တယ်ကျွန်တော်ကဥလှလေလစ်ပြီးပြို့တကြီးပါစီကပြုံးစီစီရဲရရှိကလည်းပြုံးစီစီနေပေါင်းခမရတို့ဘာပြုံးနေရလဲကျုပ်ကိုလည်းပြောပြပါအောင်။ဒီလိုပြဒေါ်နေရီတို့ပစ္စည်းတွေကအတူကြီးတွေပြား ကျုပ်လည်းတကြီးစကားကြောင့်အံ့ဩသွားရတယ်။အထင်ကြီးနေတာမှားပြီ။ဘလို့ပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်ဓမြတိုက်တာကတိုက်တာပဲတရက်ခန့်ကိုရှားရမယ်။ကျွန်ုပ်နဲ့ဆရာမလေးအန်တရယ်ယနေ့ကကျွန်ုပ်တို့ဂျုံတိုင်းရွာရဲ့ထူးခြားတဲ့နေလို့ဆိုရမယ်။မနက်စောစောကလေးကမော်တော်စိတ်ကိုတကြီးပါစီဥဆောင်ပြီးတော့ရွာရှိလူငယ်များအထူးသဖြင့်ကာလာသားလူမျိုးများရောက်ရှိနေတယ်။လူမျိုးထိပ်သီးကုစောကြည့်ပါခမ။မော်တော်ကလည်းကြားလိုက်တာသူ့ချိန်နဲ့သူရောက်မှာပေါ့ကွာ။ တကြီးပါစီကမျက်တောင်နေချင်းနဲ့ကာလာသားတတိုက်ကိုကြည့်ပြီးတော့ဟဲ့ကောင်နေမင်းတို့ဒီလိုဝရိယာကောင်းနေရငါသိရဲ့နော်ရရင်ရွာရေးကိစ္စဆိုရင်လဲကောင်းမှုတယ်လေမအားတလေးနဲ့ဒီလိုကိစ္စမျိုးတော့တိတ်တက်ကြွာတာမပြောချင်ဘူးတကြီးရလေလေကျွန်တော်တို့ကကိုယ့်ရွာကိုဝေးကြည့်ရနေလာပြီးကလေးတွေပညာရေးအတွက်ဆာလာတဲမဲ့ဆရာမလေးတွေကို အားပေးတဲ့အနေနဲ့လာကြတာပါဟုတ်သားပဲသူတို့တွေအားမငယ်အောင်လို့အေးပေါ့ကွာရွာနမဲပြက်မဲ့ကိစ္စဆိုရင်တော့မင်းတို့ကောင်တွေထိတ်တော့နော် သူဒါပဲပြောတတ်တယ်။ဟုတ်ကဲ့ပါဒါနဲ့အခုလာမှာဆရာမက၃ရောက်တောင်းတော့ဟုတ်တယ်ချောလိုက်ရင်ဟာငါဘဲတိမှာလဲချောတာမချောတာအရေးမကြီးဘူးကလေးတွေကိုစိတ်ရှည်ပြီးတော့စားသင်ပြကောင်းရမယ်ဒါအရေးကြီးတယ်ချောမချောဆိုတာကတော့မြိုင်းသားမျိုးမှာဆရာမလေးတွေကိုတွားတွေ့ဘူးတဲ့ကျောင်းကျူတော်ဆောင်ကိုရင်ပိုးစာကိုမိကြည့်ဦးတူတူနဲ့ရက်နေတဲ့ကိုရင်ပိုးစာဘက်ကိုတကြီးပါစိတ်ကဗော်လီဘော ပုတ်လိုက်တယ်ကိုရင်ပိုးစာဘလို့လဲချောလာလာလား ချောမချောဆိုတာကတော့မြိုင်သာမြို့မှာဆံမလေးတွေကိုသွားတွေ့ပူတဲ့ကျောင်းကျိုးတော်ဆောင်ကိုရင်ပိုးဆောင်မိကြီးငူတူတူနဲ့ရက်နေတဲ့ကိုရင်ပိုးစာဘက်ကိုတကြီးပါစီကဗောလီဘောပုံလိုက်တယ်။ကိုရင်ပိုးစာဘလို့လဲချောလာလှလာငါမင်းမောက်ပြောရလားငါ့ကိုပြောရလားကိုရင်ပိုးစာကတက်ပြင်းလေးကိုချပြီးတော့ချောတယ်လှတယ်ဆိုတာမမြဲတဲ့သဘောတွေပါစိတ်ပေါ်မူတည်ပါရဲကွာကိုစိတ်ထဲကချောရင်ချောမှာပဲရုပ်ဆိုးရင်ဆိုးမှာပဲဟာအကြီးတဲ့တရားလာဟောနေပြန်ပြီ ပြောစမ်းမှာချော့ရလားငါစိတ်ထဲမှာတော့ငါမိမကလွှဲရင်အလုံးအလှကိုစီရှိနေကြတာပါပဲလုံးပြန်ပြီလဒါတော့တော့တကြီးကစိတ်မရှိတော့ဘူးကဲပိုးစာ အဖေကိုဝိလေကြောင်ပတ်လုံးမနေနဲ့မင်းနဲ့ဥချက်ကြီးတို့ဆရာမလေးတွေနဲ့တွားတွေ့တော့ချော်လားမချော်ဘူးလားအဲ့ဒါကိုသာပြောလိုက်ဟုတ်ပါနော်ကျွန်တော်စိတ်ထဲမှာတော့တတ်မုံမြင့်တို့လိုတင်စားဝင်ကြော်တို့လိုအင်ဒရာကျော်စင်တို့လိုတော့ထင်သားမိုက်တယ်ကွမင်းသမီးတွေနဲ့တူတယ်ထက်ကွကာလာသားတွေကပြောမျိုးသွားကြတယ် ကျွန်ုပ်မှာကာလာသားမြောက်ကြည့်ပြီးလွန်ခဲ့သောနှစ်နှစ်ကစာအသင်ပြကောင်းတဘောမနောကောင်းတဲ့မျိုးကဆ iam မလေးတယောက်ဆုံးရှုံးခဲ့ဘူးတာကိုတတိယလာပါတော့တယ်။သူဆ iam မလေးကတကြီးအိမ်မှာတဲပြီးတော့တကြီးကိုပင်ကျွေးမွေးရှာတယ်။ရွာကလည်းတရင်ဟင်းတစ်ခွက်ကြုံရင်ကြုံတယ်လို့ပို့ပေးကြတယ်။ဆ iam မလေးနာမည်ကမအိရွှေစင်ဖြစ်တယ်။နာမည်လဲလာတယ်၊လူကလည်းလာတယ်၊တဘောကလည်းကောင်းတယ်။ရွာရှိကာလာသားတွေကတကြီးအိမ်ရှိမှာရှောက်ပြန်တန်ပေးကြတာကညာညာဆိုရင်လူမပြတ်ဘူး။ဟဲ့ကောင်းတယ် မင်းတို့မန္တလေးနွေဂစ်တာတွေကိုအခုသိမ်းပြီးတော့ကုချက်ချင်းပြန်တကြီးပါစီကသူ့အိမ်ရဲ့အရှိအနောက်အေရီယာ B တရာပက်လေကိုညာဘက်မဖြတ်ရဆိုပြီးတားမြင်နေမြေဆိုင်းပုံပင်စိုက်ထူရတယ်ဒီနေရာမှာကျူးကျော်ခင်လေးခွားနဲ့ပြစ်မယ်ဒီလိုလူငယ်တဘာဝပိုးပန်းနာကာကိစ္စမရှိဘူးရကုအရှိပိုင်းကတင်ထူးကရွာမှာပတ်စံရှိတယ်ဆိုတဲ့ငွေရှိန်နဲ့ဆီယမ်မာလေးကိုအတင်းချီရေးဆိုတယ်ရွာတောင်ပိုင်းကဖိုးချက်ကလည်းအတင်းချီရေးဆိုတယ် ရွာမှာအင်းပိုင်ရှင်တစ်ခုလက်ကိုတင်ထေးကလည်းချီးရီးဆိုတယ်။ကိုတင်ထေးမှာအချက်မရှိပဲနေခဲ့ရတဲ့နှစ်ပေါင်းတွေကမနေတော့ပါဘူးကွ။ပိုးပြီးဆိုတာကအပြိုင်ဆိုင်ဖြစ်လာတဲ့အခါဖိုးချက်ကဆရာမလေးကိုကားတင်ပြေးမယ်အစီအစဉ်လှုပ်လာတယ်။တစ်ခုလက်ကိုတင်ထေးကလည်းအတင်းအထမခိုးပြေးဖို့လှုပ်လာကြတယ်။နောက်ဆုံးဆရာမလေးခင်ဗျာကြောင်းလန့်ပြီးမြို့နယ်ပညာရေးမှူးရုံးကိုကျောင်းကိစ္စခဏသွားမယ်လို့အကြောင်းပြကရွာကိုပြန်မလာတော့ပါဘူး။ ထိုချိန်မှစပြီးဆရာလေးကိုကြည်နိုင်တယောက်တည်းတကြောင်လုံးကိုတာဝန်ယူစတင်နေရတယ်။ကျွန်တော်ကယခုလိုအဖြစ်မျိုးဖြစ်လာမှာကိုအထူးစိုးရိမ်ပူပန်နေရပါတော့တယ်။ဆက်တော့ဘာတွေစဉ်းစားနေရလဲ။ဟိုမှာ မော်တော်ချောင်းနဲ့ဝင်လာပြီဗျ။ဟုတ်ပါတယ်။နဒီလိုက်မော်တော်လေးကခဝဝေးကနေမြင်နေရတယ်။ဟေးမင်းတို့ကောင်နေခဝဝေးကနေကြည့်ကြနော်။ရုပ်ပြဆင်းပြမလုံနဲ့။မော်တော်ကတဖြည်းဖြည်းနဲ့ကန်းကိုကတ်လာတယ်။နဒီလိုက်မော်တော်ကကျွန်တော်တို့ရွာမှာပစ္စည်းနဲ့လူချပြီးရင်ခီးစက်ရအောင်မြင်မဟုတ်ပါလား။ ဘော်တော်ပေါ်မှာကျုံတိုင်းရွာမှာခရီးသည်လင်းငေါဆန်းလာကြပြီးနောက်ကျောင်းစိမ့်လေးများကိုစီဝတ်ထားတဲ့ဆရာမလေး၃ယောက်ဖြည်းဖြည်းချင်းဆန်းလာကြတယ်။ဟေးဆရာမလေးတွေလာကြပြီ။ဟေးကောင်နေပစ္စည်းတွေကိုဝိုင်းတယ်ရက်ကြည့်မနေနဲ့လောက်ကြပါဦး။ကျွန်ုပ်ကစောအော်ပြီးရှေ့ဆုံးမှာထွက်လာခဲ့တယ်။ကာလာသားများကတုံဆုံဆုံနဲ့နောက်ကပါလာတယ်။တချို့ကာလာသားများကခြာကနေလှည့်ပြီးတော့စိုက်ကဲများဖြင့်ရွာစီကိုပြေးလေတော့တယ်။ဟေးကောင်နေလာကြအောင်လေ။တကြီးကော်မတီနဲ့ဒီကောင်တွေကလူလေတွေဘာလဲတာလဲကွာ။ ျွန်ုပ်ကတကြီးအနာကိုတိုးကပ်ပြီးပြောရတယ်။ဆရာမ300ကိုလက်ကြည့်ုံနေတကြီးရဲ့တယောက်ကပိန်ကက်ကံမဲ66။ငကြီးချောင်းရုပ်တယောက်ကသွားခေါ်ခေါ်မျက်မှန်ကဖန်တုံးကြီးတက်ထားတယ်လို့ပုကွာကနောက်တယောက်ကအီယာမစင်အိုးကြီးထီကြတဲ့နှကန်းကမဲကုဝင်နှကန်းတော်ပါတော့ဥတုပ္ပရေခမားပြောမှာပိုဆိုးနေပြီကျွန်ုပ်တို့လူကြီးတက်တိုက်ပင်ဥဆောင်ပြီးတော့ဆီယမာလေးမြောက်ကျိုးဆိုးပြီးအတီးထော်လာကြည့်ပြေရွာကိုတင်ဆောင်ခဲ့ပါတော့တယ်ကျွန်ုပ်စိတ်ထဲကတော့ ို့နယ်ပညာရေးမှူးကြီးကိုကျေးဇူးတွေအထူးတင်နေမိတယ်။ရွာကကလေးတွေရဲ့ပညာရေးအတွက်လုံးဝစိတ်ချသွားရပြီ။ရုပ်ချောသောဆရာမဆိုရင် ရွာကာလာသားတွေကြောင့်ရွာမအမြန်ပြန်ပြေးကြမည်မဟုတ်ပါလား။အခုတော့ရွာမကာလာသားတွေရဲ့အနောက်ရှက်ကင်းကင်းဖြစ်ဆရာမလေးများစာသင်ပြနိုင်တော်မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ရွာလေးကိုလမ်းလျှောက်ထွက်ခဲ့ချေရာဒေါ်ဝတ်တော့ရဲ့အိမ်ရှိမှာလူလေး900အုပ်စုအုပ်စုဖွဲ့နေတာကိုတွေ့လိုက်ရလို့ဝင်ရောက်ဆက်ဆုံမိတယ်။ ဒေါ်မတ်တုတ်ကကျွန်တော်ကိုမျက်နှာနဲ့ဝမ်းတာအားရဖြစ်သွားပြီးအတော်ပဲဥတ်တွက်ပြီးဒီမှာတော်ရဲသွားရင်းနဲ့ရုံထကောင်ရလာလို့အဲ့ဒါစီပြန်လေးချက်မလို့ဟာအိမ်မှာမှုဟင်းချက်ထားလို့နှစ်ခုစားရင်တဲ့မတဲ့ညင်းခုန်နေကြတာအဲ့ဒါဟုတ်မဟုတ်ဖြေစမ်းမအောင်ကျွန်တော်လည်းအတန်ငယ်စဉ်းစားပြီးတော့ဟာမစနဲ့ရုံနဲ့မှုနဲ့မတဲ့အောင်တည်တတ်တယ်တကယ်ငါညာမှလာမယုံရင်စားကြည့်လေကျွန်တော်စကားကြောင့်ဒေါ်မတ်တုတ်ကမပြောတော့ဘူးကောင်းတယ်အန်ဒီရမဖြစ်စေနဲ့ ဒါဆိုရင်လည်းမိုးကချက်ပြီးနေပြီးရုံသားကိုမနေ့ပြန်မှချက်တော့မယ်။ကျွန်တော်အဲ့ဒါလိုပြောဆိုပြီး နောက်တနေ့မှသတင်းစုကြည့်တခုကြားလိုက်ရတယ်။ညကတော့မဲတုတ်ရဲ့ယောက်ျားရွှေမောင်လေးမူးမူးနဲ့ပြန်လာပြီးညရင်းချင်းရုံလေးကိုတက်ပြီးတော့မှုဟင်းနဲ့စားရတော့မနေ့လေးနိုင်ကြတော့မရှုနိုင်မကင်နိုင်အော်နေလို့ဆရာလေးကိုနေမျိုးစီကိုပြေးရရောဟိုကလည်းမတက်နိုင်တော့အခုအမြိုင်သာစင်အောင်ကိုပို့လိုက်ရပြီ။ကျွန်တော်ကအံ့ဩရချေတယ်။မနေ့ကကျွန်တော်စကားကိုမယုံကြည်လို့ဒေါ်မဲတော်ယောက်ျားစီအောင်တက်ရချေပြီ။ တည်နိုင်နေတော့အဲ့ဒါလိုဖြစ်ပြက်ပြီးတုံးရက်ခန့်ကြတဲ့အခါထန်းတော်ထဲမှာထရေတောက်နေရင်းနဲ့မောင်အေးဘူတရားအမြုံများထွက်ပြီးတည်ဆုံးနေတာကိုတွေ့ရတယ်။အလောင်းကိုဒီတိုင်းထားပြီးတကြီးနဲ့မြိုင်းသားမှရဲတပ်ဖွဲ့ရောက်ရှင်လာပြီးဆက်စည်းပါတော့တယ်။ပိုင်ရှင်ကိုပြီးဒီမှာတော့မျက်နှာလေးဇီးရွံ့လာတာရှိရတယ်။ဆရာတို့ရဲ့ဒီပင်ကဒီထန်းရီပါပဲ။ဒီအဝိုင်းနဲ့အားလုံးလည်းတောက်ကြတာပဲ။တင်အားလုံးတင်ပါပဲ။တခုတော့ရှိတယ်။မနေ့ကမောင်အေးဘူရှောင်းနေတာ။တောက်တာကလည်းတော်တော်များသွားပြီ။ဒါကြောင့်များလားဆရာ။ ရဲမှုလဲခေါင်းစားချေတယ်။ထို့အခိုက်ကျွန်ုပ်ရဲတပ်သားများရှေ့ကိုတိုးဝင်သွားပြီးမောင်အေးပူထရင်နဲ့မြည်တဲ့အမိများကိုလိုက်ကြည့်မိတယ်။တကွာတိစိတ်ပဲကြီးကျော်ငပြောတီးမွေဟာဟုတ်ပြီစကားမူကြီးဟုတ်ပြီဘာဟုတ်တာလဲဗျဒီမှာတရက်ခန့်ကိုတွေ့ပြီဘယ်မှာလဲပြောထွက်ပြေးသွားပြီလားဟာဒါပြောတာမဟုတ်ဘူးဒီမှာသူမြည်တဲ့အမိလေးတရက်ခန့်ကဒီတီးမွေငပြောတီးဗျဘာဆိုင်လို့လဲမှတ်တာထရင်နဲ့တီးမွေငပြောတီးလုံးဝမတည့်ဘူးစားရင်တည်တတ်တယ် အခုအကထရေနဲ့ငပြောသေးတဖီလုံးမြီးထားတဲ့ပုံပဲဟုတ်တယ်မောင်အေးဘိုးထရေတော်ရဲကိုဝင်လာတော့ငပြောဖီကြီးဆွဲလာတာကိုတွေ့ရဲရွာဦးချောင်းကကပ္ပရာကြီးပြေးလိုက်တာတဲ့ဩဒါကြောင့်ကိုရဲစကတ်မှုကြီးကခန်းကိုခုတ်ကစဉ်းစားရကြနေတယ်ဟုတ်ရဲ့လားဥတော်ပေဟုတ်ပါရဲ့စားရဲမှာကျုပ်ဖတ်ဖူးတယ်လွန်ခဲ့တဲ့6နှစ်ကကိုဘမောင်ထရေတောက်ပြီးတော့တည်တာလေဒီလိုပဲငပြောသေးနဲ့မြီးလို့ကဲအလန်းကိုမြိုင်းသားစိတ်အောင်မှစမ်းတက်ရမှာပဲကျွန်တော်ကတရက်ခန့်ကိုဖော်မိလိုက်လို့ ိမိကိုကိုပီတိဖြစ်ရတယ်။ထိုအခါတကြီးပါစီကကျွန်တော်ပခုံးကိုရိုက်ပြီးတော့ခမ ्या ပြောတာဟုတ်ရဲ့လား။အော်ဟုတ်လို့ပဲတင်းနေပြီလေ။ရမ်းမတုံနဲ့။အော်လိလာပြီးမှပြောတာ။ကဲဒါဆိုရင်အခုကျုံစားလာတဲ့ပိန်းနေသေးနဲ့ပြားရီကဘာဖြစ်လဲပြောစမ်းကျွန်တော်ကစဉ်းစားရင်ပြုတ်ပြီးတော့ဟာပြားရီနဲ့ပိန်းနေသေးစားရင်တေတော့မတေဘူးအော့အန်လိမ့်မယ်ကျုံစားတာကြားပြီးဘာမှမဖြစ်ဘူးပိန်းနေသေးနဲ့ပြားရီစားရင်ဒီလိုအော့အန်မယ်ဆိုတာသိသားပဲမယုံလို့အခုစားခဲ့တာ အခုအော့အန်လားတကြီးကကျွန်တော်ကိုရွေးတိုက်ချေပြီးလူပုံလေးမှာကျွန်တော်ကိုလူဆန်းကောင်းလုပ်ပြီးငပြောသည့်တရားခံကိုရှာလိုက်ပြီမဟုတ်ပါလားနောက်တနေ့ကျွန်တော်လည်းတကြီးအိမ်ကိုရွာကိစ္စတစ်ခုရှိရနဲ့မနဲ့စောစောပင်ရောက်ခဲ့တယ်ကဲလာတိုင်းစူပါအောင်စောစောစီစီပါကိစ္စတကြီးကအင်းရှိကုတ်ပြက်မှာပဲပြုတ်စီရွှဲရွှဲကိုရင်းနှွေးချက်နဲ့မြည်နေတယ်ကျွန်တော်လည်းတကြီးကိုလိုင်းကိစ္စကိုပြောနေစဉ်ရွာလယ်မှာမိကြီးကဗန်းလေးတစ်ချက်ပြက်ရောက်လာပြီးတကြီးကြိုက်တဲ့ဈီးသီးတွေ ကလေးတွေမခုခင်ဥပြပြလာပို့တာတကြီးကဇီးတိကြိုက်သူပြီပြီဟဲ့နေဟာကရေးစေးပြီပြီလားအိုးပြောင်းစေးပြီသားအားလုံးအလုံးကြီးကြီးတွေလှမလားတကြီးကပဲပြုတ်ပကံကိုအမြန်ဆုံးလက်စားတက်ပြီဘန်းထဲမှာဇီးတိတွေကိုတလုံးပြီးတလုံးစားနေတယ်ကျွန်တော်လည်းကြည့်နေပြီမှာတတိယကတကြီးပဲပြုတ်နေဇီးတိမတည့်ဘူးကြံကြီးစီယာမကြားမိပါဘူးမစားနဲ့စားတော့ပါဖြစ်လဲဝမ်းလျှောနေမယ်ဟာကြံကြီးစီယာပောက်ကေကမပြောနဲ့ဥတော့ပြီး ကျွန်တော်လည်းဘလို့မှ ပြောဆိုလို့မရလို့လွတ်ထားလိုက်ရတယ်။နောက်နေ့မနက်တကြီးတရင်ကတရွာလုံးကိုပြန်သွားပါတော့တယ်။ညကတကြီးဝန်းတွေသွားလို့တညာလုံးပဲတော့ဈေးမူးလေးကိုခေါ်ပြီးဈေးသွင်းလိုက်ရတယ်။တကြီးအားပြတ်သွားပြီးအိယာတွေလဲနေတယ်။ကျွန်တော်ကကြိတ်ပြီးဝန်းတာရမလားဝန်းနေရမလားမသိဘူး။ဒါပေမဲ့နောက်ဆက်တွဲစကားဆိုကြောင့်တရွာလုံးကကျွန်တော်ကိုမျက်စောင်းထိုးချကြေတော့တယ်။တကြီးကိုလေဝန်းသွားအောင်လို့ဈေးသီးတွေဥတ်တွက်ပြီးကြီးကအတင်းကျွေးသွားတယ်တဲ့။ဒီလူကြီးစိတ်ကောင်းမရှိပါဘူးတော့။ ။ဒီနေ့မှာတော့ကျွန်ုပ်တို့ထဲမှာအမဲလိုက်ရင်ပြန်လာခဲ့ချေရာရွာထက်ရောက်တာနဲ့လက်ကြံမိုးကဖြူးဖြူးဖြောင်းဖြောင်းနဲ့ရွာချလာတယ်။ဟိုက်မိုးကလည်းနှုတ်ဆက်လို့ကိုမပြီးတော့ဘူး။ကျွန်ုပ်လည်းရွာထက်ညောင်ပင်ကြီးအောက်ကိုအပြေးဝင်ခဲ့တယ်။လက်ထဲမှာပါလာတဲ့ရုံနှကောင်ဖြစ်ချပြီးတော့ခဏအမောပြေနေတယ်။တပင်ကြီးရဲ့တစ်ဖက်ကိုကြည့်လိုက်တော့ရောဂီဝတ်စုံနဲ့အသက်40ခန့်လူတယောက်ထိုင်ပြီးတော့တရားမှတ်နေတာကိုတွေ့လိုက်ရတယ်။ရွာမှာတစ်ခါမှလည်းမမြင်ဘူးဘူး။ခရီးသွားရောဂီထမရဲ့ ကျွန်ုပ်လည်းမျက်လွာချပြီးတရားမှတ်နေတဲ့ယောဂီကိုကြည့်ပြီးတော့ကျွန်ုပ်ရဲ့လက်ရှိဘဝကိုပြန်တွေးမိပြီးမိမိကိုယ်ကိုရှက်လာတယ်။အင်းငါနဲ့ယောဂီဆိုအသက်ကမတိမ်မယိမ်။သူကတော့တရားအလုံးမှာမှု့လျော်ပြီးငါကတော့အာကုတ္တသူများတက်ကိုတက်တဲ့အလုံးမှာမှု့လျော်နေပါလား။ကျွန်ုပ်မှထိုပုဂ္ဂိုလ်ကိုကြည့်ပြီးတော့မိမိရဲ့မိုးဆိုးအလုပ်ကိုဆက်ဆုပ်လာမိတယ်။ထိုအလုံးမှမလုပ်ရင်မိမိကဘာလုပ်စားမလဲ။ထိုအခါထိုပုဂ္ဂိုလ်ကမျက်လုံးပွင့်လာပြီးတော့ကျွန်ုပ်ကိုလှမ်းကြည့်ပြီးတစ်ချက်ပြုံးလိုက်တယ်။မိုးဆိုးကြီး စိတ်ထဲမှာကိုယ့်လော့ကိုစိတ်ပြန်နေပြီလားကျွန်တော်မှာထိုးပေါကိုရဲ့စကားကြောင့်အံ့အားတင်သွားတယ်ကျွန်တော်ရဲ့အတွင်းစိတ်ကိုသူသိပါရောလားဟိုဟိုယောဂီလိုပုံကိုကြည့်ပြီးတော့အမှန်တကယ်စိတ်ပြတ်တာတော့မှန်ပါတယ်စိတ်မပြတ်ပါနဲ့ကိုယ့်လော့ကိုလှုပ်ပါလေဒါမှလည်းလောကကြီးဟာသူ့လန်းသူသွားကြမှာပေါ့မိုးဆိုးလှုပ်တိုင်းလည်းငရေမကြပါဘူးယောဂီတို့တရားလှုပ်တဲ့သူတိုင်းလည်းနိဗ္ဗာန်မရပါဘူးလေဒီလိုပြောပြီးတော့မျက်လွန်ကိုပြန်ချသွားလေတယ်ကျွန်တော်လည်းဆက်ဆူစွာနဲ့ယောဂီဘေးကလာတယ်လေဘေးကိုသွားမလို့လဲ ကျွန်တော်ဘယ်ကလာမှန်းလဲမသိဘူးဘယ်ဟိုသွားနေမှလည်းမသိဘူးကျုပ်တရားရှာနေရတရားတွေ့ရနေဟာကျုပ်ခရီးလမ်းဆုံးနေနေပဲဒါတော့မဟုတ်နိုင်ဒါဆိုစားဖို့နေဖို့ရောဒါလည်းမပူပါဘူးမြေကြီးရှိရင်အိတ်လို့ရတယ်တပင်တရွက်တွေရှိရင်စားလို့ရတယ်ကျွန်တော်မှအလိုလိုနေရင်ကြီးညိုတရားစိတ်တွေဝင်လာတယ်ဒါဆိုဒီလိုလုပ်ပါဒီနေရာမှာနေတော့ကျွန်တော်ဆုံးတကာခံပါမယ်နောက်နေ့ကျရင်နေဖို့ထိုင်ဖို့လေးလေလုပ်ပေးပါမယ်မိုးကမကုန်သေးတော့မိုးနဲ့လေနဲ့ဒီမှာနေလို့မဖြစ်ပါဘူး ရပါတယ်ဗျာကျုပ်ကနေနေကြပါဘလို့ပင်စိုးစေးကျွန်ုပ်ရဲ့တရားစိတ်ကယူဖိတ်လာပြီမို့ထိုယောဂီကိုအတင်းအိမ်ကိုခေါ်လာကြတယ်ကျွန်ုပ်လည်းမသိမြင်ကိုအကျိုးချောင်းပြောပြီးဖျားစင်အောင်မှနေရာချပေးလိုက်တယ်ထိုယောဂီကဥပုပ်တက်တက်လုံးစောင့်လို့ညစာကိုမစားဘူးကျွန်ုပ်ကရင်းနှွေးချမ်းတဲ့ထညက်ကိုကျွေးရချေပါတယ်မနဲ့မိုးလင်းတော့ထိုယောဂီကဖျားစင်ရှိမှတရားထိုင်နေတယ်ကျွန်ုပ်နဲ့မသိမြင်နဲ့မနဲ့စာချက်ပြုတ်ပြင်ဆင်ရတယ် တရားထိုင်ပြီးထိုယောဂီကကျွန်ုပ်တို့ပြင်ဆင်ထားတဲ့မနက်စာကိုမြင်ရှက်စွာစားတယ်။သူများတွေစားနေပြီ။ကျုပ်အတွက်ပင်မနေရောပေါ့မပင်မမအောင်ဒါယောဂီအတွက်ပါရမီဖြည့်တာပါ။မနက်စာစားပြီးတော့ကထိုယောဂီမှာတရားထိုင်ပြန်တယ်။ကျွန်ုပ်ကသူ့ရဲ့အေးချမ်းမှုကိုသဘောကျတယ်။ကျွန်ုပ်လိုမနက်မိုးလင်းနာနဲ့တက်ဖို့ဖြတ်ဖို့ပြင်ဆင်ရမှာနေစာတူဝါအလုံးမဟုတ်ပါလား။သူယောဂီနဲ့စကားပြောဆိုပြီးတရားထိုင်နေအခြေခံနဲ့ပဒိစိတ်နေတရားသဘောကိုပြောပြရတယ်ကျွန်တော်အေးချမ်းပါပြီ သုံးရကြပြီးတော့ကာမနက်စောစောထိုယောဂီကသူ့အဝတ်ကလေးတွေကိုတင်ပြီးတော့ကဲမိတ်ဆွေကြီးကျုံနေတာသုံးရရှိသွားပြီအခုလိုစောင်းရှောက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျုံသွားရအောင်မယ်ကျွန်တော်မှတားလို့ပင်မရဘူးကျုံမာတဲ့အတိုင်းစိတ်အေးချမ်းသာလုပ်ပြီးတော့ကျွန်တော်လည်းယောဂီကြီးထွက်သွားတာနဲ့ဈေးကိုပြေးကာယောဂီဝတ်စုံနှစ်စောင်းဝယ်ပြီးတော့ဝယ်လိုက်တယ်ထို့နောက်မနက်မိုးလင်းတာနဲ့ရွာဦးစည်းတွေကိုသွားကာယောဂီကြီးတင်ပြီးတဲ့အတိုင်းတရားထိုင်နေပတိစိတ်တယ်အေးချမ်းလာပြီစွာ တပတ်ကထိုအလုပ်ကိုမိုးလင်းမိုးချုံလုပ်ပြီးတဲ့အခါစိတ်တင်းငင်အေးချမ်းလာတယ်။တတက်လုံးဖုံးကြီးဝင်လာရင်ကောင်းမယ်။ထိုးချံပေါ်လာလို့မသိမြင်ကိုဖွင့်ဟာတိုင်မြင်ချေတော့တယ်။ဘာပြောတယ်။ရှင်ဘာပြောလိုက်တယ်။အာငါလုံးချင်တာကိုပြောတာ။ဒီလိုကိုလို့ရုံပြီးတကူကောင်းဆန်လို့ရမလား။ရှင်မမရားနေဆိုတာတတိထား။ရှင်ကတကူကောင်းဆန်ပြီးတော့အေးချမ်းချမ်းနေမယ်။ကျုပ်တယောက်တည်းခွေးလိုနွားလိုရှာစားဆိုပြီးတော့ပြစ်ထားမယ်ပေါ့လေ။ရှင်မတင်ရဘူး။ကားကျွေးမှုမရားကျွေးမှုဆိုတာရှိတယ်နားလေလား။မနေ့ပြန်ကစားပြီးဒီယောဂီဝတ်ဆောင်ကိုချွတ် တော်ရဲဝင်အမဲပြစ်ထားပဲမသိမြင်တစ်ချက်လို့အမိန်ကြောင့်ကျွန်ုပ်မှာရောဂီဝတ်စုံကိုခောက်တဲ့လက်စဲတော်နှလုံးပြူကိုလွှဲပြီးတော့တော်ရဲကိုဝင်ခဲ့ရပါတော့တယ်ကျွန်ုပ်နဲ့ဟမ်းမကြတော့အလုပ်တစ်ခုကျွန်ုပ်ရဲ့အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့မိုးဆိုးအလုပ်ကတပြေးပြေးနဲ့ရက်ဆိုင်ရမလို့ဖြစ်နေတယ်အချောင်းမကတောကောင်မရရှိခြင်းတောကောင်များရှားပါလာခြင်းနဲ့တတော်များပြုံးတိလာခြင်းတို့ကြောင့်ဖြစ်တယ်။တောတောင်ဆိုတာတပ်ပင်ကြီးများအုပ်ဆိုင်နေပါမှာတားကောင်များပျော်မြူးချက်စာနေထိုင်ကြရမှောက်ပါလား။ ယခုတော့တောထဲသွားရင်ထိယူသွားရတယ်။ခုတ်ပဲခုတ်နိုင်တဲ့လူတွေတောပြန်ခုတ်နိုင်တဲ့အံ့ရော။ဒါကြောင့်ကျွန်ုပ်နဲ့တပည့်ကျော်ဘိုက်ကလေးတို့မှာအမြဲတမ်းဝင်ငွေရနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုအမြန်ဆုံးအကောင့်ထဲပေါ်ကြပါတော့တယ်။ထို့လောက်ကတခြားမဟုတ်ဘူးအတတိုးဝမ်မွေးမြူရေးလုပ်ငန်းမင်ဖြစ်ပါတယ်။ပထမဆုံးသားပေါင်းအောက်20ဝဲကခြံစည်းရိုးခတ်ပြီးတော့စတင်မွေးမြူတယ်။သူတို့အစားအသောက်ရွာဖုံးကြီးချောင်းနဲ့ဆက်ထားပြီးတော့စားခြင်းစားချက်များကိုစပိတ်နဲ့တည်ပါတယ်။ ။အိမ်မာလေးစကွဲပြောငပြောဦးအလေးချပေါက်တဲ့ကစုံရွယ်ရောကျူလို့တဖုံဝက်စာဖွဲနှုတ်ကိုရေးဖြောပြီးတော့တလေဂယုတဆိုင်ကျွေးမွေးခဲ့တယ်။အတတော်ဝက်ပေပေတစ်ချိန်လုံးထိုင်စားနေတာက6လကျော်လောက်ရောက်လာတဲ့အခါဈေးကွက်ကိုဝင်စားပြုလေပြီ။6လကျော်တော့ဈေးကွက်ကိုရေးရဲဝင်းဝင်းရောက်လို့ရနေပြီ။ဝက်အကောင်ပေါက်များကိုလည်းထပ်ပြီးတော့ဆက်ပြီးမွေးချေတယ်။ကျွန်တော်လုပ်ငန်းကပထမတော့ဝက်တွေကိုရောင်းချပေးရတဲ့အရင်ပြန်ရပါတော့တယ်။နောက်တစ်စေးကောင်ကိုရောင်းချရင်ကျွန်တော်အမျက်ထွက်ချီတော့မြင်မဟုတ်လား။ ဘားပေါက်များကိုထပ်ထပ်ပြီးထဲခြင်းဖြင့်လာစဉ်ရောင်းချနေရမည်မဟုတ်ပါလားတနေ့ကျွန်ုပ်ထံကိုရွာလဲမှဦးလေးမြရောက်လာတယ်ဦးလေးမြစိုးပါအောင်ဘာကိစ္စဒီလိုကမနေ့ပြန်အိမ်မှာဖုန်ကြီးဆွန့်ကျွေရှိလို့ဝတ်သားဟင်းနဲ့လူတွေလည်းကျွေးဖုန်ကြီးလည်းဆုံးကတ်ချင်တယ်ဘေးကောင်ကြိုက်လဲယူသွားကုတူရေးဆိုတော့လျှော့ပေးပါမယ်လျှော့တာမလျှော့တာကပြဿနာမရှိပါဘူးမင်းပြောတယ်လို့အကောင်လိုက်ကြီးတော့ဆွဲမသွားပါရစေနဲ့အကောင်ကြီးတကောင်မင်းတို့ဘာသာတုတ်တင်ရှင်းလင်းပြီးမနေ့ပြန်အိမ်ကိုပို့လိုက် မနက်စောစောစွန့်အမိချက်ပြုတ်ရမယ်လေရပါတယ်ကျွန်တော်တို့တခါတည်းကင်ပြီးတော့အထင်ချက်လို့ရအောင်ယူလာခဲ့မှာကျွန်တော်မှာဝက်စာအတွက်ငွေလိုနေချေရယခုငွေလက်ငင်းရမယ်ဆိုတော့တော့ဝက်တကောင်ကိုကျွန်တော်ကိုယ်တိုင်ပေါ်ရပြီးတော့မယ်ဘိုက်ကလေးမင်းကြတယ်နော်ဒါဆိုရင်ဝက်ပေါ်ပြီးတော့ရောင်းနေကြအတီးတပည့်တရားကိုသွားခေါ်လိုက်ကွာသူ့ကိုမဖိုးပေးပြီးတော့ကင်ခိုင်းလိုက်မယ်အိုးဆရာတို့ရဲ့ဒီကိစ္စများအလကားပတ်စံပေးနေအောင်မယ်ကျွန်တော်နဲ့ကိုမောင်စေးတို့နှစ်ယောက်ပေါ်မယ်ဘာခက်တာမှလို့မနက်ဝေးလေးဝေးလေးထခိုင်မယ် ေထွက်တာနဲ့အပိပေါ့ကျွန်ုပ်တို့လည်းမနဲ့စောကြီး၄နိုင်ထားပြီးတော့ညကကြည့်ထားတဲ့အကောင်ကြီးတစ်ကောင်ကိုကျိုးတော့ပြီးတပည့်မှချီနှောင်ထားလိုက်ကြတယ်ကျွန်ုပ်နဲ့ဘိုက်ကလေးမိုးပြဲတဲ့ကြီးဖြစ်ရင်းနှီးအိုးကိုအသွင်ကျူထားလိုက်တယ်အမွေးချက်ကနှုတ်ရအောင်မြင်မဟုတ်ပါလားခဏကြာတော့ကိုမောင်စေးအိတ်ချင်မှုတူနဲ့ရောက်လာတယ်အရှင်ကလည်းမသေးသေးဘူးငါညကများသွားတယ်ကိုမောင်စေးကခါးချမ်းမပလင်းကိုထုတ်ပြီးတငုံတော့လိုက်တယ်အရှင်ကပြန်တက်လာပုံရတယ်ဒါမျိုးလောက်တာလေရဲစေးလေးကရှိနေမှာမဟုတ်လား ဘိုက်ကလေးအမြင့်မရှိဘူးလားဒီလိုချိန်ကြီးမှာဘလို့အမြင့်ရှိမှာလဲကိုမောင်စေးကဝက်ပေါ်ဓာကြီးကိုကင်ပြီးတော့ဝက်စီကိုရှောက်သွားပြီးဘာမပြောညာမပြောနဲ့ဝက်အမီကိုဓာနဲ့ခုတ်ချလိုက်တယ်ဝက်အော်တန်းကစူညံသွားတယ်ပြက်ကျသွားတဲ့ဝက်အမီကိုပုတ်ပွက်စူနေတဲ့ရင်းနှီးအိုးတွေကိုထည့်လိုက်ပြီးတော့ဝက်မီနဲ့အရင်မြည်ရမယ်ဝက်ကမြနာကျင်လုံးတော့အတင်းအော်အတင်းရုံးကန်နေတယ်ကိုမောင်စေးခမားဟာကျွန်ုပ်တို့မုံဆိုးတော်ဒီလိုမညှင်းစေပါဘူးဗျာသူကမြမချိမဆန့်ဖြစ်နေတာအပြန့်ရှင်းလိုက်တော့ရင်းနှီးအိုးလဲဆိုပြီး အင်းမင်းပြောတာဟုတ်တယ်ကိုချင်းမစားကိုမမောင်စည်းကအရက်တကြိုက်တောင်းလိုက်ပြီးတော့သူ့လက်မှာခိုင်းထားတဲ့မိန့်ဖြဲဘိုက်ကိုထိုးလိုက်တယ်ဝက်အော်တန်ကတရွာလုံးပင်လက်နိုင်လောက်တယ်ဝက်ခမနာကျင်လွန်းလို့အတင်းရုံကန်ရာမှကျိုးပြက်ပြီးတော့ခြေဦးတည်ရပြီးတော့တယ်ကျွန်ုပ်မှမနေတာတော့ပါဘူးထွက်ပြေးရဝက်နောက်ကိုမှောင်မှောင်မဲမဲထဲမှာလိုက်ရတယ်တပည့်ကြီးမိအောင်လိုက်ဝက်ကပထမရွာလန်းအတိုင်းပြေးရမှာမခင်ထွေးကိုခြံဝိုင်းတဲ့ကိုဝင်ပြေးတော့တယ်ထွေးခင်တို့ဝိုင်းထဲမှာ ျွန်တော်တို့ထွေးခင်တို့ခြံစည်းကိုကြော်ပြီးအထဲကိုပြေးဝင်ကြတယ်။ထွေးခင်တို့ဝိုင်းမှာခွေးအုပ်ကြီးကတဲကြီးမဲကြီးထိုးအောင်ကြတယ်။ကိုရွှေဝက်ကထွေးခင်တို့အိမ်ကိုအိမ်အောက်ထဲကိုပြေးဝင်တယ်။လာရောက်မိမိမှာဖြတ်ခနဲ့မြင်ပြီးတော့ကိုမမောင်စည်းကမှိန်ဖြင့်လှမ်းပြစ်လိုက်တယ်။ဝက်ကိုထိမှန်ပြီးတန်းလန်းကြီးဖြစ်နေတယ်။ဝက်ကနားလို့မဆုံးတော့ဘူး။ဒါပေမဲ့အစီထူတဲ့တံတော်မှုချက်ကောင်းကိုမထိဘူး။ဝက်ကယခုကပိုဆိုးပြီးတော့အင်အားကုန်ထုတ်သုံးကတလန်းဝင်တလန်းထွက်ပြီးတော့တယ်။ထွေးခင်တို့ရွာရှိပိုင်းတစ်ခုလုံး အောင်းကြော်ကြော်စူညံသွားတယ်။ဟဲ့ဟဲ့ရွာတဲ့သဘုံဝင်နေတယ်နဲ့။ကျွန်ုပ်တို့လမ်းကျိုလမ်းကြားအင်ဂျိုအင်ကြားမကြံပတ်လိုက်ရတယ်။လူကိုဖက်ဖက်မောနေတယ်။ဝက်ကိုလိုက်ရင်ရောင်းနေပင်ထွက်လာတယ်။ဘလို့လောက်ကြမလဲ။ခမရကိုဆရာတင်တာဆက်လို့ကိုမောင်စေးကဝက်တံကိုနားဆင်ပြီးလိုက်တယ်။ကျွန်ုပ်ကမောပြီးမလိုက်နိုင်ဘူး။ကိုကိုပင်အောင်မှာထိုင်ပြီးအမောဖြေနေတယ်။စိုက်ကယ်လေးနဲ့လာနေတဲ့ဦးလေးမြတင်နဲ့တူပါတယ်။ဟဲ့မောင်းထုတ်ပြီးမင်းတို့ဝတ်သားမရောက်သေးလို့ငါလိုက်လာတာ။ချမဲပြုံးမဲ့အဖွဲတွေကစောင့်နေကြပြီ ကျွန်တော်ဘာပြန်ပြောရမှမသိတော့ဘူးအဖြစ်မှန်ကိုဖွင့်မပြောရင်လည်းအလူပွဲပြက်ရကြီးတော့မယ်နောက်ဆုံးမတက်တာတော့အဖြစ်မှန်ကိုပြောရတယ်ဦးလေးများတင်ကဒေါကန်သွားပြီးတော့ကျွန်တော်ကိုငင်းနိုင်ပြီးပြည့်ပြည့်နဲ့နဲ့ပြောဆိုသွားတယ်တော်ပြီမင်းအကုသို့ငါမပါတော့ဘူးရွှေထူးပဇွန်ကန်သွားပြီးပဇွန်ထုတ်တွေပဲဝယ်ပြီးချက်တော်မယ်မင်းတော့ကွာကျွန်တော်မှထိုးဝက်ကိုတနေ့လုံးရှာတော့လည်းမတွေ့ဘူးနောက်တနေ့မှတကြီးပါစီအိမ်သားကျန်တဲ့ပြုတ်ကြပြီးချီမွန်ပြီးသွေးဝဲဝင်ရှာပါတော့တယ်။ထိုဝက်တေသားကိုတရွာလုံးဘသူမှမစား ကျွန်တော်မှာဝက်တကောင်လုံးဆုံးရှုံးရတဲ့ပြင်အင်တာချင်းပြူလို့ကျွန်ုပ်တို့အတက်ထက်မှဆောက်လုပ်ပေးရတယ်ဒီနေ့ကံမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနိုင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်